ဒီဗီဒီဘိတ်ကနေပြန်လဲကြိုးဆိုပါတယ်ကျွန်တော်ဆွေးနွေးနေတာကတော့ရွှေပြောင်းအလုပ်သမားတွေအင်ပြန်မှုအချိန်ဘယ်လောက်နီးပြီလဲဆိုတဲ့အကြောင်းအဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခြုံလို့ရှိရင်ကျွန်တော်တို့မေးသွားတဲ့မေးခွန်းတွေအကုန်လုံးပြီးတော့မှပြည်စမမြောက်ဆွေးနွေးသူပြောသွားတဲ့အကြောင်းအရာတွေအကုန်လုံးဒီအလုပ်သမားကြီးကဝန်ကြီးဌာနခေါင်းပေါ်ရောက်လာတော့နော်ဆရာပြည်တွင်းအလုပ်သမားပြဿနာတွေနဲ့အလုပ်ချုပ်ပြီးတော့မှပြည်ပအလုပ်သမားတွေကိစ္စတကယ်ဝလုံနိုင်ရလားလက်တွေ့ပြဿနာတွေတကယ်ရင်ဆိုင်နေရလားကျွန်တော်တို့ပြည်တွင်းအလုပ်သမားပြဿနာတွေဖြေရှင်းဖို့အတွက်ကျွန်တော်အလုပ်မဆက်ဆိုင်ဦးစီးဌာနတစ်ခုဆိုပြီးတော့ဖွဲ့စည်းပြီးဖြစ်ပါတယ် ။နောက်ပြည်ပလုပ်ငန်းတွေကိုကျွန်တော်ပို့ပြီးတော့ဆောင်ရွက်နိုင်မှုဆိုတော့နောက်ရွှေပြောင်းသွားလာမှုဒါလုပ်ငန်းဌာနခွဲဆိုတာကျွန်တော်တို့စီမှာတခုအစ်စ်တိတ်မကြရပါဘူးကျွန်တော်ဖွဲ့စည်းဖြစ်ပါတယ်။တနေ့ဒါမှမဟုတ်ဒီညနေပြီးရွှေပြောင်းသွားလာမှုကိစ္စတွေဒီဌာနခွဲကနေပြီးအဓိကထားပြီးတော့ဆောင်ရွက်လည်ရှိပါတယ်။နောက်ပြီးတော့ကျွန်တော် Michael Resource Center ဆိုပြီးတော့ကျွန်တော်တို့က ဖွဲ့တယ်နောက်ပြီးတော့ကျွန်တော်တို့ complaint mechanism ဆိုရကျွန်တော်တို့ဆောင်ရွက်ပေးတယ်နောက်တစ်ခုကျွန်တော်တို့လေစိတ်မှာလဲကျွန်တော်ရန်ကုန်လေစိတ်မှာကျွန်တော်တို့က reporting counter ဆိုပြီးတော့ဖွဲ့ပြီးတာဒါလည်းကျွန်တော်တို့စီကဝန်ထမ်းတွေကတွားပြီးတော့တာဝန်ထမ်းဆောင်နေရတာပါပဲနောက် ASEAN data သွင်းမှာလဲတက်ဆိုင်ရကျွန်တော်တို့ ASEAN နိုင်ငံတွေနဲ့ဆောင်ရွက်နေရပါဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ခဏတော့တယောက်ဆွေးနွေးသွားတာကျွန်တော်မှတ်မိတာတယောက်ပြန်သွားပြီးပြန်လာလို့ရှိရင်နောက်ထပ်9ယောက်လောက်ပါတာမျိုးပြောတယ်အကြိမ်ပြန်လာလို့ရှိရင်လက်တွေ့ကျွန်တော်ပြန်စဉ်းစားကြည့်ရအလို့သမားတွေနိုင်ငံခြားမှာအလုပ်လုပ်တယ် ပြန်လာလို့ရှိရင်သူတို့လည်းနောက်ထပ်10ရောက်လောက်ပြန်ခေါ်လာမယ်။ဘာဖြစ်လို့လဲဆိုတော့ကလေးတွေဟိုမှာမွေးခဲ့ကြတာဘူး။ခဏပြောသွားတဲ့အချိန်မှာအလုတ်သမားအလုတ်သမားအဲ့တော့အလုတ်သမားကလေးတွေကျွန်တော်အဓိကပြောချင်တာအလုတ်သမားသားသမီးတွေရဲ့ပညာရေးဒီမှာပဲသူတို့လုံနေတာရှိတယ်။ကျွန်တော်အကဲပြန်လာလို့ရှိရင်ဒီပြဿနာတွေလည်းရှိမယ်ထင်တယ်။ကွန်တူချင်းနည်းနည်းဆွေးနွေးပေးပါလား။ဟုတ်ကဲ့။ကျွန်တော်တို့အခုဒီရွှေပြောင်းအခြေချမှုပေါ့နော်။ဆိုတော့ကြည့်တဲ့ခါကျတော့သူတို့ရဲ့ပုံစံကိုကြည့်ပါလေ။ကြည့်သင့်တယ်ပေါ့နော်။ဆိုတော့ seasonal ရာသီအလိုက်သွားနေတာလားအရေတို့သွားနေတာလားရေရှည်သွားနေတာလားပုံစံကပြောင်းလာတယ်။ ပြောင်းလာတဲ့အပေါ်မှာကျွန်တော်အကြံပေးချင်တာပေါ့ဘက်ဆုံကျွန်တော်တို့ဒီရွှေပြောင်းလုပ်သားတွေနဲ့ပတ်သက်တဲ့မူဝါဒဒါမှမဟုတ်မဟာပြူဝါတခုရှိတဲ့နယ်လို့ကျွန်တော်ထင်ပါတယ်ဒီအလုံသမားတွေရဲ့ဟိုကိစ္စကိုပြောမယ်ဆိုလို့ရှိရင်ဂုံသိက္ခာရှိစွာနဲ့ရွှေပြောင်းအခြေချတာမျိုးဖြစ်တဲ့နယ်လုံချုံစွာရွှေပြောင်းအခြေချတာမျိုးဖြစ်တဲ့မှာဆိုတော့အဲ့တော့အစိုးရဘက်ကသူတို့ရဲ့လုံခြုံရေးကာကွယ်အကာအကွယ်ပေးရေးကိုပါဟိုဘက်နိုင်ငံအထိသွားလုပ်တဲ့ကိစ္စမျိုးဖြစ်လာတယ်။အဲ့ဒါအပြင်ဟိုနောက်တစ်ခုက ိုဘက်မှာမွေးလာတဲ့ကလေးတွေရဲ့နိုင်ငံသားဖြစ်မှုကိစ္စတွေပေါ့မွေးစရင်ထုတ်ပေးတာတို့ဒီကလေးတွေရဲ့ပညာရေးကိစ္စသူတို့တွေအကြောင်းပြန်လာတက်မယ်ဆိုရင်ပညာရေးပေါင်းစည်းမှုပေါ့နော်ဒီအပြင်မှာတက်လာတဲ့အကြောင်းနေနဲ့အထဲကိုပေါင်းစည်းမှုဆိုတော့ဒါတွေလည်းလိုပါတယ်နောက်တစ်ခုကကြတော့ရွှေ့ပြောင်းလုံးမဲ့သူတွေအတွက်ကိုကျွန်တော်တို့သတင်းမှန်မှန်ကန်ကန်ပဲလို့ပေးနိုင်မလဲပေါ့အဲ့ဒါကအဆူအတစ်ခုလည်းနေမဟုတ်ပေါ့နော်လွတ်တော်ရောကျွန်တော်တို့ကြံတဲ့ကန္နာပေါင်းစုံမှာတာဝန်ရှိတယ်လို့ထင်ပါတယ်ဟုတ်ကဲ့အလုံသမားရေးဆောင်ရနေတဲ့ပုံကိုထပ်ပြည့်နေတာရှိလား လောလောဆယ်မှာကိုအစိုးရဘိုင်းကနေပြီးဒီရွှေပြောင်းလုပ်သူမှလည်းပတ်သက်ပြီးတော့လောမဲ့အပိုင်းပေါ့နော်၃ပိုင်းရှိတာပေါ့မထောက်ခါခင်မှာလုတ်ပေးရမယ့်အပိုင်းပေါ့နော်ကျွန်တော်တို့ဒီသတင်းချက်လက်တွေပေးဖို့ရဒီခေါင်းပုံဖြတ်အမျက်ထုတ်မှုတွေကိုကျိုးရှာအမျက်ထုတ်မှုတွေမရှိဖို့ရပေါ့နော်အဲ့ဒါတွေကိုလုတ်ပေးရမှာဖြစ်ပါအဲ့ဒါတစ်ပိုင်းဒါဒါပြည်ပြည်တွင်းမှာလောမဲ့ဟာပြည်ပရောက်သွားတဲ့ခါကျရှင်လဲဒီရွှေပြောင်းလုပ်သူမှတွေအပေါ်မှာကာဝယ်ဆောက်ရှောက်မှုအပိုင်းပေါ့အဲ့ဒါက ဒီဖန်ယုံကိုအထိုင်ထားပြီးတော့မှဟာဘယ်လောက်ထိ network တွေချဲ့ပြီးတော့ကွန်ရက်သဘောမျိုးချဲ့ပြီးတော့ရွှေပြောင်လို့ပါလေကာကွယ်ဆောက်ရှောက်မှုပေါ့ကလေးပညာရေးဒါမျိုးတွေဟိုပရာဟိတတွေလုပ်နေတဲ့အဖွဲ့တွေနဲ့ဟာချိတ်ဆက်ပြီးတော့လုပ်လို့ရပါတယ်เนาะအဲနောက်ဆုံးတစ်ပိုင်းကတော့ဒီလူတွေပြန်လာနိုင်ဖို့အတွက်ပေါ့เนาะအခင်းချင်းတွေပေါ်ထုတ်ပေးဖို့တကယ်တကယ်ကဒါနိုင်ငံတော်အဆင့်ကိုတကယ်ထိရောက်မဲ့တကယ်လည်းလှုပ်ဆောင်နိုင်မဲ့မဟာဗျူဟာပဲပြောပြောပါပဲပြောအဲ့လိုမျိုးတွေတကယ်ကို ဖော်ဆောင်ဖို့လိုအပ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမြဝတီမှာခုနပြောတဲ့ migrant resource center မျိုးရှိပါတယ်ဒါမဲ့ဘယ်သူမှမသိဘူးဘာတွေလုပ်နေလဲအဲ့လိုမျိုးတွေပေါ့နော်ဟိုအလုပ်သမားတွေဒီအခုတနေ့ကိုနေ့စဉ်သွားနေတဲ့အလုပ်သမားတွေပုံမှာဘာထိရောက်မှုရှိလဲဘာအကူအညီတွေပေးနိုင်လဲဒါမျိုးတွေပေါ့နော်ဟိုဒါတရားဝင်သွားတဲ့အလုပ်သမားဖြစ်ဖြစ်တရားမဝင်အောက်လိုင်းတွေဖြတ်ပြီးသွားတဲ့အလုပ်သမားဖြစ်ဖြစ်ဒီ migrant resource center ဆိုတဲ့ဟာကနေဘာဘာဘာတွေပေးနေလဲဟုတ်လားရှိလို့ရှိမှန်းတော့သိရလားဆိုတဲ့ဟာမျိုးဒါကျွန်တော်တို့ကမေကွန်း ဖြစ်ပါတယ်ဆိုတော့တကယ်ကိုထိထိရောက်လောက်ပါအဲ့ဒါဆိုလို့ရှင်တော့ဒီရွှေပြောင်းလောက်သမားတွေပေါ်မှာဟိုမသွားခင်ပဲဖြစ်ဖြစ်ရောက်ရှိနေပြီပဲဖြစ်ပြန်လာရပဲဖြစ်ကျွန်တော်တို့ဆရာတွေပြန်ကြိုးရှိမှာဖြစ်ပါတယ်ဆရာတွေပြန်ဖြစ်ပြီပါဆရာတို့လုပ်ငန်းတွေမှာတကယ်ဘာတွေခက်ခဲကြုံနေရလို့လဲဒီလောက်တော့ကျွန်တော်တို့ဒါဒီအခုခုနဦးစိန်လေးပြောဆိုပေါ့ Micro Resource Center ကျွန်တော်ကတည်ထောင်ပြီးဆောင်ရွက်ပြီးတော့လုပ်နေပါတယ်နောက်တစ်ခုအခက်ခဲရတော့ကျွန်တော်ကပြပသွားတဲ့လူသမားတွေကျွန်တော်စုရဲစောင်းနေပြန်ပြီးတော့ပြောတဲ့ခါမှာလေပြပသွားတဲ့လူတရားလေ သွားတဲ့ခါမှာတရားဝင်သွားဖို့တင်တယ်နောက်ပြီးတော့သူ့နိုင်ငံမှာဗထိုင်းပဲသွားသွားမလေးရှားပဲသွားသွားဘာတွေရောလိုက်နိုင်တယ်တင်တယ်ဘာတွေရောရှောင်တယ်တင်တယ်ဘာတွေရောဆောင်တယ်တင်တယ်ဒါတွေရောသိဖို့သူစိတ်ဝင်စားဖို့လိုပါနောက်တစ်ခုအခက်ခဲကကျွန်တော်တို့စီမှာ resource ပေါ့ကျွန်တော်တို့လုံသွားဌာနမှာကျွန်တော်တို့က30%လောက်ပဲကျွန်တော်တို့ဒါဝန်ထမ်းအရာရှိပါတတိပါစံတရားမှာ30ရာနေပါဘောကျွန်တော်2006ကတော့ရှိတယ်ကျွန်တော်ပဲဖွဲ့စည်းပေါ့ဒါပေမဲ့ခန့်ထားကျွန်တော်800ကျော်လောက်ပဲကျွန်တော်ကတ် ကျွန်တော်ဒီဟာနဲ့နဲနဲနဲ့ကြဲကြဲဝိုင်းနေရသဘောရှိပါကျွန်တော်အလုပ်ကလည်းဒါဆရာတို့တဲပြောပါအများကြီးပါဒါမှမဟုတ်ကျွန်တော်တို့ဒီဒါ NGO ပိုင်းကျွန်တော်တို့ဒီအဖွဲ့အစည်းတွေနဲ့ကျွန်တော်ပူးပေါင်းပြီးတော့ဒါအကုန်လုံးကျွန်တော်စောင့်ရသွားမှာပါစောင့်ရသွားမှာပဲကျွန်တော်အောင်မြင်ပါပါကောင်းတဲ့အကြံဉာဏ်တွေပေးရင်လည်းကျွန်တော်ကစောင့်ရသွားဖို့ရှိမှာဖြစ်ပါအဲ့တော့ဒီရွှေပြောင်းအလုပ်သမားကြီးရဝင်းဌာနအလုပ်သမားတွေတစုံလုံးနဲ့ချုပ်ပြီးတော့မှလုပ်နေတဲ့ဝင်းဌာန ရွှေပြောင်းအလုပ်သမားတွေနဲ့ပတ်သက်တဲ့မူဝါဒတည်တဲ့ရှိလားရှိပါတယ်ဗျရွှေပြောင်းကျွန်တော်မူဝါဒတော့ချပြီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့တော့ဆရာတို့ဆရာတို့ဒီအလုပ်သမားကြီးတွေလုပ်နေတဲ့လူတွေဒီအစိုးရပိုင်းကအကြံဉာဏ်တွေယူမယ်တွဲလုပ်လို့ရတယ်ဆိုမျိုးပြောနေလက်တွေ့မှာတကယ်ချိတ်ဆက်မိရဲ့လားလက်တွေ့မှာတော့အချိတ်ဆက်မှုတော့လောလောဆယ်ရှိတတ်ရှိတယ်ဒါပေမဲ့အားနည်းသေးတယ်ပေါ့အခုဆရာပြောတဲ့ MOU ပေါ့ဆရာခုနကတော့ပြောသွားတယ်ကျွန်တော်တို့ဒီကောင်းမွန်စွာရွှေပြောင်းသွားလာနိုင်ရေးပေါ့လက်ရှိကျွန်တော်အနည်းဆုံးဖြစ်တဲ့ကျွန်တော်ထိုင်းနိုင်ငံသွားမယ်ဆိုလို့ရှိရင်ဆရာတို့ဆရာတတ်မှတ်ထားတဲ့သတိငွေပေါ့ ဒါပေမဲ့အပြင်မှာအလုတ်သမားတယောက်က9သိန်းရနေပြီးတော့9သိန်းထိပေးနေရတဲ့ဟာတွေရှိပါတယ်။နောက်ပြီးတော့ဒီပွဲစားတွေပွဲစားတွေကြောင့်ပေါ့ဒီပွဲစားတွေကိုလည်းဘယ်လိုထိန်းချုပ်မလဲပေါ့။နောက်ပြီးတော့အလုတ်သမားဝင်ကြီးဌာနကနေပြီးတော့ဒီထွက်ခွာမိတ်မရဘဲနဲ့ကြောက်လုံးကြီးစခန်းနားကိုခေါ်လာတယ်။ခေါ်လာပြီးတော့မှအဲ့ဒီမှာလူတွေစုထားတယ်။စုထားပြီးတော့မှတက်တဲ့ပြဿနာတွေကလည်းတဖြည်းဖြည်းနဲ့ပို့ပြီးတော့မြင့်မားလာတယ်ပေါ့။လူဟိုပါပေါ့လူအ ਨੇ ကျင်းတော့မဟုတ်တော့ယာနဲ့ချီပြီးတော့ဒီပြဿနာတွေဖြစ်လာတော့ဒီအလုတ်သမားဝင်ကြီးဌာနအနေနဲ့အဲ့ဒါမျိုးတွေကြားလို့ရှိလို့ရှိရင်လည်းဘယ်လိုပူးပေါင်းပြီးတော့ ဟိုတက်ဆိုင်ရာဌာနဆိုင်ရာနဲ့ပူးပေါင်းလုပ်မလဲဆိုတာလည်းသိကြပါတယ်ဟုတ်ဆက်ဖြစ်ပြီးလို့ကျွန်တော်တို့ဒီဟွာလည်းဟူကနာပြောဆိုပေါ့ကျွန်တော်တို့ထွက်ခွာခွင့်မရဘဲနဲ့သွားရတယ်လို့ပါလို့ဆိုကျွန်တော်တို့ဒီမှာတိုင်းစားပြီးတက်ပါတက်တဲ့ခါမှာကျွန်တော်တို့ကဒါဟောဖွဲ့ဖွဲ့ပြီးစစ်ဆေးပါစစ်ဆေးပြီးတရားတွေကိုပမာစုကျွန်တော်ပြည်သူဖြစ်တဲ့ company ဆိုအေအေဂျင်စီဆိုကျွန်တော်ချက်ချင်းကျွန်တော်ယာယီရက်ထလိုက်ပါသူတို့ယာယီရက်တယ်တကယ်ကျွန်တော်တို့စစ်ပြီးတဲ့အခါမှာဟုတ်တယ်ဖြစ်တယ်ဆိုကျွန်တော်တခါတနေ့ပိတ်တယ်6လပိတ်တယ်ဒါမျိုးကျွန်တော်ဆောင်ရွက်လည်ရှိပါတယ် ပြီးရင်ကျွန်တော်အများအားလည်းကျွန်တော်ကအပီးပိတ်သိမ်းလာရရှိပါတယ်အဲ့ဒါတွေရောကျွန်တော်ကလက်ရှိရေးယူနေပါပြီးရင်ကျွန်တော်တို့နဲ့ပို့ပြီးတော့လောက်အောင်မယ်ပြည်ထရေးနဲ့တက်ဆိုင်တဲ့ဟာတွေပြည်ထရေးဝန်ကြီးဌာနကျွန်တော်တို့ပို့ပြီးတော့ဆောင်ရွက်လည်းရှိပါတယ်အဲ့ဒါပဲဟုတ်ကဲ့ကျွန်တော်တို့ဒီကောင်မချုပ်ခင်မှာပြည်သက်2ရက်3ရက်လောက်ကျွန်တော်တို့အလှည့်ပေးလို့ရပါတယ်အခုဒီနောက်တက်လာလိုက်တဲ့ဒီအစိုးရက လုပ်ငန်းလုပ်တာမှာဒီဖွဲ့စည်းပုံတွေလုပ်နေတဲ့ဥစ္စာကိုနှိကွေးတယ်ဆိုပြီးတော့အပြစ်တင်တာလားပထမချထားလိုက်တဲ့မူဝါဒက ျွန်တော်တို့အစ်စ်တဖန်ပြန်ပြီးတော့လုပ်နေရတယ်ဆိုရက်ပုံစံမျိုးလေးတစ်ခုပေါ့နော်အဲ့ဒါနောက်တက်တဲ့အစိုးရကိုအပြစ်တင်တာလားဆိုလိုက်တဲ့ပုံစံမျိုးလေးပေါ့ပြောဆိုလိုချင်တာလားဆိုတာအဲ့ဒါလေးတစ်ခုကျွန်တော်တို့ရှင်းပြမယ်ဒီဒီမှာလူကြီးမင်းတို့ပြောနေတာကတရားဝင်အလို့သမားတွေကြောင်းပဲပြောနေတယ်အခုပြန်သွားရင်တရားမဝင်တဲ့လူကငါ့ကိုပါလာတယ်ဆိုတဲ့ကိစ္စကိုဘယ်လိုထည့်စဉ်းစားမလဲလုကလာစာ3600တတ်မှတ်ပြီးပြီဆိုရင် ဘာဖြစ်လို့ research မလုပ်တာလဲအဲ့တော့နောက်ဆုံးကျွန်တော်ပြောရင်းတာကဒူကြီးဒူကြီးဆိုရမှရွှေပြောင်းသူမတွေထပ်ပြီးမလုပ်ချင်တော့ပါဘူးဗျာဒါပဲဒီကဖာကြီးကြောက်ပြောမလားဘူးခုနကဆရာတို့ပြောတယ်လှုပ်သားလှုပ်သားဆိုတော့ပြောလှုပ်သားပြန်လာရောအလော်ရပါမလားတခုရှိတာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာငင်းညာရေးကမငြိမ်သက်တိစောက်မှုရှိတော့နိုင်ငံခြားကုမ္ပဏီတွေမဝင်လာဘူးဆိုလို့ရှိရင် ကျွန်တော်နိုင်ငံမှာရှိတဲ့လူနဲ့အလုပ်သမားနဲ့ကမမျှလို့အားလို့ပြည်ထောင်နိုင်ငံသားမှာတားလို့ရပါတယ်လို့เนาะတခုရှိတာလက်ရှိကျွန်တော်တို့မှာမြို့အဒီနယ်မှာပဲတွေပြောင်းနေထွက်လာပြီဘယ်မှာသားရောက်အောင်မလဲဘယ်သူကကွန်မြူနီဝယ်မှာလဲအခုယူတရားနိုင်ငံမှာတော့အစိုးရကတော့ဒါတွေကိုဒီလိုလုပ်ပေးတာရှိပါတယ်ကျွန်တော်မြန်မာနိုင်ငံကတော့ဒါတွေဘလို့လုပ်ပေးမှာမရှိဘူးဒီကမှာရွှေပြောင်းအလို့သမားတွေညနိုင်ငံဘာကြောင့်ရောက်နေတယ်လဲဆိုရင်ပေါ့เนาะ ဥပမာပြရဆိုရင်အ ਨੇ ဆုံးမော်ဆရန်အောင်မှာဘွဲရမှာအလုပ်ပေးမယ်လို့ပြောတာပေါ့နော်အဲ့ဒါတော့မှပဲတနေ့3600သူတတ်မှတ်ထားတာပေါ့ထိုင်းနိုင်ငံမှာဆိုရင်အလုံးလုံးနိုင်တဲ့လူအဖိုးကြီးပဲဖြစ်ဖြစ်လူငယ်ပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်သူကတနေ့300ရတယ်ပမာပြရကောင်းဟိုနေမော်နော် အကုန်လုံးတိုင်းတိုင်းပြရကောင်းပြောင်းလဲနေပြီပေါ့ငါတို့ပြန်လာခြင်းတယ်လို့တချို့ပြောကြတယ်ဒါပေမဲ့တကယ်တကယ်သူတို့ပြန်လာကြည့်တဲ့အခါမျိုးကြောက်တယ်ဘာကြောင့်လဲဆိုတော့ဒီပြန်လာတာပေါ့ကျွန်တော်တို့ကအများကြီးတွေမှလည်းတွေ့ရတာပဲ ကလေးတွေဆိုရင်ပြန်လာတယ်ဘာလဲမွေးစေဝါးတွေပဲသုံးဆွဲနေကြတယ်အလုံးမရှိဘူးဟုတ်ကဲ့ဟုတ်ဆုံးပြအကျွန်တော်ကချင်ပြည်နယ်ကဖြစ်ပါတယ်အခုလက်ရှိကချင်ပြည်နယ်မှာကြည့်မယ်ဆိုလို့ရှိရင်စစ်ဘေးတွေနဲ့လက်ရှိလူငယ်တွေကအလုံးလက်မဲ့ဖြစ်နေတယ်ဒီလုံးလက်မဲ့ဖြစ်နေတဲ့လူကပြည်တွင်းမှာမိဘတွေကဘယ်လိုစိတ်ပူတယ်လဲဆိုလို့ရှိရင်တားသမီးတွေကိုအိမ်မှာထားလိုက်လို့ရှိရင်အဲ့ဒီမှာမွေးရသုံးဆွဲတဲ့လူတွေဆိုရင်စစ်တော်ကတည်းလမ်းမေးတဲ့မှာတပုံကြီးပဲဗျာ ဲ့ဒီထက်မှကျွန်တော်တို့လက်ရှိကျွန်တော်တို့ဒီရွှေပြောင်းလို့သမားအရေးကိစ္စတွေကျွန်တော်တို့လုပ်တဲ့အခါမှာဒီတချို့ဘိုင်းမာတွေအခက်ခဲတွေရှိတာပေါ့နော်အဲအဟန်တာတွေရှိတယ်အခက်ခဲတွေရှိတယ်အဲ့ဒီအတွက်ကျွန်တော်တို့ကတော့တခုကျွန်တော်တို့အလုပ်သမားဝန်ကြီးဌာနကိုတောင်းဆိုချင်တာပေါ့လေဒီကျွန်တော်တို့တရားဝင် register မရှိတဲ့အသင်းတွေကိုဘယ်လိုနည်းနဲ့ကူညီပံ့ပိုးပေးဖို့စီစဉ်ရှိပါလဲလို့ကျွန်တော်ဒီမေးခွန်းပဲတုံ့သက်ချက်ပါဟုတ်ကဲ့အဲ့တော့ကျွန်တော်ဒီနေ့ဆွေးနွေးနေတာကတော့ရွှေပြောင်းမြန်မာပြည်ကရွှေပြောင်းအလုပ်သမားတွေ တကဘာလုံးနိုင်ငံ20ကျော်ရောက်နေတဲ့အလုပ်သမားတွေအေးပြန်နိုင်ဖို့အတွက်မြန်မာပြည်မှာဘလို့အခြေအနေတွေတကယ်လိုအပ်နေတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်ဆွေးနွေးဖြစ်ပါတယ်အခုကျွန်တော်တို့အချိန်ကန့်တဲ့အရာဒီမှာပဲကျွန်တော်ညီကုန်းချုပ်ပါပြီအဲ့တော့အဓိကပင်နိုင်ဆွေးနွေးတဲ့လူတွေရဲ့၄ယောက်ရဲ့နောက်ဆုံးမှတ်ချက်နဲ့ကျွန်တော်ညီကုန်းချုပ်ပါမယ်အဲ့တော့ကွန်သူငိမ့်ကိုကျွန်တော်ပထမဆုံးမေးကြည့်ရှင်တယ်ကွန်သူငိမ့်စီးပွားရေးကိစ္စတွေလည်းလေ့လာရဖွံ့ဖြိုးကိစ္စတွေလည်းအများကြီးလေ့လာခဲ့တဲ့လူတစ်ယောက်အနေနဲ့ကျွန်တော်သိချင်တာကမြမပြည်အတွက်ရွှေပြောင်းအလုပ်သမားတွေရဲ့လှုပ်အားလိုအပ်သလား များကြီးလိုအပ်ပါတယ်ဆိုတော့အဲ့တော့အခုဖြစ်နေတာကဒီနေ့ဆွေးနွေးသွားတဲ့အချက်တွေလည်းအားလုံးပေါ်လွင်ပါတယ်ဆိုတော့ပြဿနာကဒီအလို့သမားဝန်ကြီးဌာနတစ်ခုလည်းတော့မဆိုင်ပါဘူးဆိုတော့ဘက်ကောင်းဆိုကျွန်တော်တို့ဖြေရှင်းရမယ့်ပြဿနာမျိုးနဲ့ဆိုင်နေပါတယ်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ဒီရွှေ့ပြောင်းအလို့သမားပြဿနာကပြောရမယ်ဆိုရင်2010ဟိုဘက်မှာဒီကျွန်တော်တို့ဒီအလို့သမားကိစ္စကအစိုးရခေါင်းဆောင်မှမရှိခဲ့ပါဘူးဆိုတော့ဒီဥသိမ်းစိန်ခစ်ကနေစပြီးတော့အလုပ်သမားတွေတရားဝင်မှတ်ပုံတင်ထုတ်ပြီးတာတွေဒီ register လောက်တာတွေစလာတယ် တော့အဲ့ဒီအချက်ကိုသွားပြီးတော့ဒီနေ့အခါမှာတော့ခုနကျွန်တော်ပြောသလိုပါပဲ vessel ဒီရွှေပြောင်းအလုပ်သမားတွေနဲ့ပတ်သက်တဲ့မဟာဗျူဟာသုံးဖို့မူဝါဒပေါ့ပြည့်ပြည့်စုံစုံလိုပြီးလို့ထင်ပါတယ်ဟုတ်ကဲ့ဆရာတို့အပိုင်းကနောက်ဆုံးဗာဖြည့်ကြတာရှိလေဆရာကျွန်တော်ကဒီရွှေပြောင်းအလုပ်သမားတွေကိုပို့ပြီးတော့ဟိုဘက်မှာသွားလုပ်ရင်လည်းအကအကွယ်ပေးရအောင်ကျွန်တော်စီပဲပြန်လာရင်လည်းအလောက်ကင် ရရှိအောင်ကျွန်တော်တို့ချိတ်ဆက်ပြီးဖို့ကျွန်တော်တို့လုံမဝင်ဌာနကိုဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ပို့ပြီးတော့ပူပေါင်းပြီးတော့ကျွန်တော်တို့ဖွဲ့စည်းတဲ့ပူပေါင်းပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပြန်လာဖို့တကယ်ပဲလက်တွေ့မှာဘယ်လောက်ထိဖြစ်နိုင်လဲရှင်းပြောင်းလို့သမားတွေကကျွန်တော်တို့ကြီးပကိုသွားလှုပ်ပြီးတော့ပတ်စံစုဆောင်မိတဲ့လူတော်တော်များများဆိုလို့ရှိရင်ပြန်လာဖို့အခြေအနေရှိတယ်ပေါ့နော်ဒါပေမဲ့အခုလက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတာကအခုသွားနေတာ MOU နဲ့များတယ်ပေါ့ MOU နဲ့သွားသွားတာများတယ်ဒါပေမဲ့ပတ်စံလူလာတဲ့ပို့ပြီးတော့ကောက်တာတွေ ို့ပြီးတော့များလာတယ်ပွဲစားပုံများလာတယ်ပွဲစားပုံများလာတယ်ပြဿနာမတက်လို့ရှိလို့ရှိလို့ရှိရင်တော့ဘာမှမဖြစ်သေးဘူးပေါ့ပြဿနာတက်လာတဲ့အချိန်ကျရင်ဝန်ကြီးဌာနဥမာတစ်နှစ်ပိတ်တာတို့နှစ်နှစ်ပိတ်တာတို့ကျွန်တော်တို့ဒီအရေးယူတာရှိတယ်ဒါပေမဲ့အခုဒီ MOU ကိစ္စမှာတော့အဓိက agency ပေါ့တချို့သော agency တွေကနေပြီးတော့ဒီကျွန်တော်တို့လုပ်သားတွေကိုရောင်းကုန်သဖွယ်ပြုပြီးတော့လုံနေတဲ့ဟာတွေကိုလည်းဝင်ကြီးဌာနအနေနဲ့ဘယ်လိုထိန်းချုပ်ပေးမလဲပေါ့။နောက်ပြီးတော့တစ်နှစ်ပိတ်တာနှစ်နှစ်ပိတ်တာနဲ့လုံလောက်ပြီလား။ပိတ်ပြီးရင်ရောဘေးနံပါတ်နဲ့ပြန်ဖွင့်နေတာတွေရှိတာကြီးလည်းရှိတယ်။အဲ့ဒီအတွက်ကောဘယ်လို ဟိုအရေးကြီးဝေးမလဲဆိုတဲ့ဟာမျိုးတွေပေါ့ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဒီဒီပြပရောက်နေတဲ့အလုပ်သမားတွေကိုကာကွယ်ပေးဖို့အပိုင်းမှာပို့ပြီးတော့မပြည့်စုံသေးဘူးဆိုတဲ့အပိုင်းကိုပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့အလုပ်သမားဝန်ကြီးဌာနပိုင်းအားတွေပြီးတော့မှထက်လောက်ရမယ့်ဟာတွေရှိသေးတယ်ကျွန်တော်အချိန်ရကျွန်တော်ဒီမှာပဲညီကုန်းချုပ်ပါမယ်အဲ့တော့ဆရာဦးစိန်ထေးကျွန်တော်တို့နောက်ဆုံးမှတ်ချက်လေးပေးပါအလုပ်သမားတွေကျွန်တော်ပြန်ဖို့အတွက် time မှာရှိတဲ့အလုပ်သမားတွေကိုအလုပ်သမားကြီးဆောင်ရနေတဲ့တယောက်အနေနဲ့ဘာပြောချင်လဲပြန်ကြပါလို့တိုက်တွန်းလိုက်တော့မှာအာဒါဘယ်သူမှလည်းတိုက်တွန်းလို့မရပါဘူးအဓိကကတော့ကျွန်တော်တို့ ပြန်လာနိုင်ဖို့အတွက်အခြေအနေတွေကိုအာနီးပြူဟာကြကြပါတော့ဘယ်ဒေတာအတွက်ဆိုရှင်တော့ဘလို့ဖော်ဆောင်မယ်ဘယ်ဒေတာအတွက်ဆိုရင်ဘလို့ဖော်ဆောင်မယ်ဆိုတော့နီးပြူဟာကြကြမဟာပြူဟာကြကြနဲ့အာစနေကြလုံနိုင်မှသာလေအခုမှအခုချိန်မှစပြီးလုံမှသာလေအ ਨੇ ဆုံးကျွန်တော်တို့၃နှစ်လောက်မှတို့ကတရွေ့ရွေ့နဲ့ပြန်လာတယ်ပါလုံးဝုန်းကနေလည်းပြန်လာနိုင်မှာမဟုတ်ပါအဲ့တော့ကျွန်တော်တို့တကယ်တကယ်ပြန်လာနိုင်ဖို့အတွက်ဆိုလို့ရှင်တော့ကျွန်တော်တို့တော်တော်လေးကိုပေါ့နော်ဘတ်ပေါင်းစော်နေပြီးတော့စူးစမ်းပြီးဆောင်ရွက်မှသာလေ ဒီဟာဖြစ်လာမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့နောက်ဆုံးညီကုန်းချုပ်ပါမယ်ကာတွန်းဆရာကတစုံလုံးကိုချုပ်ပြီးတော့မှဘယ်လိုများသုံးသပ်ထားလဲဆိုတော့ကြည့်ကြအောင်ကျွန်တော်နာမည်စိုးစောတာပါကျွန်တော်ဒီမှာထီးတဲ့ညီကုန်းမောင်နှမအားလုံးပေါ့လေနောက်ရွှေပြောင်းလူသားတွေအားလုံးလည်းတွေ့ရဝမ်းသာပါတယ်ဝမ်းလည်းနေပါတယ်ကျွန်တော်ကတချင်းလေးတစ်ပုတ်နဲ့ရေးထားတယ်ကျွန်တော်တို့ပန်းရင်ပန်းတိုက်လေပြားတွေကအပြန်အပြန်အပြန်လားကွယ်သူအတော်အတော်အတော်ပါပြောဆိုတဲ့တချင်းလေးပါပဲကျွန်တော်တို့ရှိကအပြန်တော့မရှိသေးပါဘူးပြန်လာရင်လည်း မလွယ်သေးပါဘူးအသွားတွေပဲဖြစ်နေအောင်ပါပါအဲ့ဒါလေးရေးထားတာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာကတော့ရွှေပြောင်းလှုပ်သားတွေအေပြန်ဖို့အချိန်နှီးပြီလားဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ဒီကိစ္စဟာကျွန်တော်တို့အားလုံးဆွေးနွေးသွားတာကိုကြည့်လို့ရှိရင်တော့ကဏ္ဍတစ်ခုတည်းနဲ့မပြီးပဲနဲ့စီးပွားရေးတစ်စုံလုံးဖွံ့ဖြိုးတိုးတက်မှာလောက်ကန်ခွင်လန်းတွေအကုန်လုံးဖွံ့ဖြိုးတိုးတက်လာမှာလောက်ကန်ခွင်လန်းတွေဖန်တီးနိုင်မှာကုန်စည်နှုန်းတွေကျဆင်းမှာ အလုပ်သမားတွေပြန်လာဖို့အခွင့်အလမ်းဟာနှီးစက်မှာဖြစ်ပါတယ်အဲ့တော့ဆွေးနွေးပွဲဟာကျယ်ပြန့်တဲ့အတွက်ကြောင့်မလို့နောက်ထပ်ဆွေးနွေးစရာတွေအများကြီးရှိအောင်မှာပါအခုလည်းကျွန်တော်တို့အချိန်ရအများကြီးကန့်သက်လိုက်ရတဲ့အတွက်အားလုံးတက်ရောက်လာတဲ့လူတွေကိုလည်းအကုန်လုံးတောင်းပန်ပါတယ်ကျွန်တော်ဒီနေ့ဆွေးနွေးပွဲကိုဒီမှာပဲဒီကုန်းချုပ်ပါမယ်ထပ်ပြီးဆွေးနွေးခြင်းလည်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ website မှာဝင်ပြီးတော့မှဆွေးနွေးလို့ရပါတယ် DBB debate ရဲ့ Facebook ကိုလည်းပဲ Facebook မှာဝင်ပြီးတော့မှ share လို့ရပါတယ်ကျွန်တော်တို့ဒီကိုစာရေးမယ်ဆိုရင်တော့ debate@dbb.no ကိုစာရေးလို့လည်းရပါတယ် ဆွေးနွေးပေးကြတဲ့ပုံစံတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်တက်ရောက်လာတဲ့ပြည့်စက်တွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ကနေသွင်းကြီးပါ